အရိယာသစ္စာနာတတနာမင်္ဂလာအရိယာသစ္စာတို့ကိုသိမြင်ခြင်းသည်ဉာဏ်သောမင်္ဂလာလေးပါးသစ္စာဉာဏ်မြင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေတဲ့ဒီမင်္ဂလာကတော့အရိယာသူတော်ကောင်းတို့ရဲ့မင်္ဂလာ ဗုဒ္ဓဇင်လူသားတွေရောဒီအရိယသစ္စာမင်္ဂလာမဖြစ်ဘူးလားဆိုတော့ဖြစ်ပါတယ်လောကကြီးကိုတဲ့ညီငွေလို့နော်မဉ္ဉံဘုံဉ္ဉံကိုရခြင်းလို့သစ္စာ၄ပါးတရားကိုတဲ့ဉာဏ်ဖြင့်ဆင်ခြင် ပွားများတဲ့အခါမှာအရိယသစ္စာဒသနာမင်္ဂလာ ြစ်ပါလေဒုက္ခသစ္စာတဲ့ဘဝရလာတာဆင်းရဲကြောင်းအမှန်တရားဆင်းရဲခြင်းတရားသမှုရိယသစ္စာတဲ့တမတ်မိုးခြင်းကြောင့်ဆင်းရဲကြောင်းအမှန်တရားဏိရောဓသစ္စာတဲ့ဒုက္ခတွေတဏှာရှုပ်တော့ဒုက္ခရှုပ်တယ်ဆိုရက်ချုပ်ငိမ့်ရအမှန်တရားမက္ကသစ္စာတဲ့ဒီကျန်နာတွေ ချုပ်ငင်းအောင်တဲ့သွားရမယ်မက်ကင်လန်အမှန်တရားတဲ့ဒါသစ္စာလေးပါဘဝမှာချမ်းသာဒုက္ခကိုဆွဲလန်းတာပဲဖြစ်ဖြစ်ဆင်းရဲဒုက္ခကိုငင်းပယ်တာပဲဖြစ်ဖြစ်အရင်ခံကတော့တဏှာပါပဲတဲ့ဒီတဏှာချုပ်ငင်းမှအရိယသစ္စာနာဒသနာမင်္ဂလာဖြစ်မှာပါ ဒီမဂ္ဂင်လမ်းက၈ပါးမဂ္ဂင်၈ပါးတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတ္တိတမ္မာတမာဓိဆိုတဲ့မဂ္ဂင်၈ပါးရှိပါတယ်။ဒီအရိယသစ္စာလေကိုသိမြင်ဖို့ဆိုရင်ဒီမဂ္ဂင်လမ်းကနေရှင်းရပါမယ်တဲ့။ဒါကြောင့်မြတ်စွာဘုရားကတဲ့အရိယသစ္စာနာဒတ္တနံအရိ